အခုတင်ဆက်ပေးမယ့်သတင်းကတော့ ABSD ရဲ့အဖွဲ့ဝင်တွေရဲ့ရာဇဝတ်မှုတွေကိုပယ်ဖျက်ပေးလို့မရဘူးလို့ဥအောင်မင်းပြောကြားတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ABSD ရဲ့အဖွဲ့ဝင်တွေရဲ့နိုင်ငံရေးအမှုတွေကိုဥပဒေပေါင်းအတွင်းကပယ်ဖျက်ပေးလို့ရနိုင်ပေမဲ့ရာဇဝတ်မှုတွေကိုပယ်ဖျက်ပေးလို့မရကြောင်းတမရယုံဝင်ကြီးဥအောင်မင်းကပြီးခဲ့တဲ့ဩဂတ်လ10ရက်နေ့ကမြန်မာပြည်စံတမှာပြုလုပ်ခဲ့တဲ့ပြည်တော်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ABSDF တို့အကြားပထမအကြိမ်ပြည်တော်စုအစဉ်ဆွေးနွေးပွဲအပြီးမှာပြောကြားခဲ့ပါတယ်။တရားဥပဒေကိုကြော်ကြော်လို့မရအောင်ဟုတ် ျွန်တော်လည်းကြော်လို့မရဘူးဘူးမှလည်းကြော်လို့မရဟုတ်ဒီမှာနိုင်ငံရေးပြစ်မှုကျူးလွန်တယ်ဟုတ်သူတို့ကျွန်တော်ကမတရားတင်ရပဲဖျက်ပေးလိုက်တယ်ဆိုရင်နိုင်ငံရေးပြစ်မှုကျူးလွန်တဲ့လူတွေအားလုံးကအလိုလို automatically ပါသွားမှာဟုတ်အကယ်၍သူကရာဇဝတ်မှုကျူးလွန်တယ်ဟုတ်ဒီသူတယောက်ကထိခိုက်နေတာလေတေတယ်ကြေတယ်ဟုတ်ဘာညာဆိုရင်ကြော်လုတ်ပေးလို့မရဘူး။ဟုတ်။လုတ်ပေးလိုက်ရင်ပြည်သူတွေဘက်ကကြော်တက်စာဖောက်ရကြ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါတော့သူ့ပြည်တနာသူရှင်းရမှာပြ။ဟုတ်ကဲ့။ နိုင်ငံရေးပြစ်မှုကတော့ကျွန်တော်တို့ကလုတ်ပေးလိုက်လို့ရရှော့ပေးလိုက်လို့ကျန်တာတော့ကျွန်တော်လုတ်ပေးလို့မရဘာလို့လင်းတာလေးလူရှိတဲ့အတွက်ပေါ့ဒါပြည်သူတွေဘက်ကရက်တိပေးရမှာဖြစ်တယ်ဟုတ်ဒါတော့သူ့အိတ်ကိစ္စသူရှိရမှာပဲဟုတ်ကျွန်တော်တို့ကတရားရုံးကိုသွားမယ်ဆိုရင်ကားရယ်စီစဉ်ပေးမယ်အဲဘာပါညာညာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့လုပ်ပေးမယ်ဟိုမှာဖြစ်ရှင်းရတော့ကျွန်တော်လည်းလိုက်ရှင်းလို့မရဘူးသူကသူရှိရမှာဖြစ်တာ နော်ဟုတ်ကြောင့်မလို့ဒါကတော့သူကသူရှင်းမဲ့ကိစ္စဖြစ်ပါတယ်လို့ပဲဖြေကြလို့2013ခုနှစ်ဒီဇင်ဘာလနောက်ဆုံးထားပြီးမြန်မာနိုင်ငံအတွင်းမှာနိုင်ငံရေးအကျဉ်းသားများမရှိစေရဘူးလို့တမရကြီးကလည်းခရီးပေးထားကြောင်းနိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ခံရရင်အနည်းနဲ့အမြန်ပြန်လွှတ်ပေးဖို့ရှိကြောင်းရာဇဝတ်မှုတွေကိုတော့ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ဦးအောင်မင်းကပြောကြားခဲ့ပါတယ်1992ခုနှစ် ABSDF မြောက်ပိုင်းပါတောင်ဒေသမှာចောင်းသားများတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ABSDF ចောင်းသားဟောင်းများနဲ့မိသားစုတွေကဒေါက်တာနိုင်အောင်ရော်နယ်အောင်နိုင်နဲ့ဦးမိုးသီးစုံတို့ကိုတရားစွဲဆိုမှုတွေရှိရလို့သိရပါတယ်ရှင်။